ားလုံးမင်္ဂလာပါဓမ္မကုတု channel မှာကြိုဆိုလိုက်ပါတယ်ခုဖတ်ပြပေးမှာတော့စာရေးဆရာအာပတာယီအရှင်ဝိစိတ်တရေးသားထားတဲ့ကိုကိုကို ဆုံးမခြင်းဆိုတဲ့အစာအုပ်ပဲဖြစ်ပါတယ်အပိုင်း30အစင်မပြေတာတွေတိတ်မတွေးနဲ့အသားကျသွားရင်ညီသွားတတ်မှာပါမကျေနပ်စရာတွေလည်းတိတ်မတွေးနဲ့ကျေနပ်စရာလေးတွေနဲ့ဖြည့်တွေးပေးလိုက်ပါ သူများအကြောင်းတွေနဲ့သိကောင်းမစစေနဲ့ကို့အကြောင်းကောင်းဖို့သာကြိုးစားနေလိုက်ပါ မလို့သူတွေအကြောင်းမှာအလိုမတူတာတွေကြော့သွားပါလိမ့်မယ်အရေးကြီးဆုံးကကို့အတွေ့ပဲကို့စိတ်သက်သာဖို့အတွက် ကို့အတွေ့ကို့အမြင် ကို့ခံယူချက်မှန်အောင်ကြိုးစားဖို့ပါပဲမလို့အပ်တဲ့အတွေ့ကိုစိတ်ထဲမှာအကြာကြီးလက်မခံထားနဲ့မမြင်တဲ့နာတွေကိုမြင်ရင်လည်းမမြင်တယ်လို့နေကြည့်လိုက်နှလုံးသွင်းမှန်ရင်ခံယူချက်မှန်သွားတာပဲ နှလုံးသွင်းမှရင်ခံယူချက် အမြင်အတွေ့အလုံးမှားသွားစေတော့တာပဲဒါကြောင့်စိတ်တိုင်းကြဖို့စိတ်ရိုင်းချပါ မလိုအပ်တာတွေနဲ့ကိုယ်စိတ်ကို မလေးစေပါနဲ့တိတ်လေးလာရင်လွတ်ချလိုက်ပါဘဝမှာအသက်အရွယ်အရအတွေ့အကြုံတွေပါရင့်ကျက်လာတဲ့အခါကိုယ်အဆင်ပြေနေပေမဲ့သူများအဆင်မပြေတာတွေကိုကြည့်ပြီး ကိုယ်ပြေနေတာတွေကိုမပြောဖြစ်ပဲမျိုးတိတ်ထားလာတတ်တယ် ကိုအစီမပြေတဲ့အခါသူများပြည်နေတာတွေကိုကြည့်ပြီးကိုကြောင့်သူတို့စိတ်အနှောက်အယှက်မဖြစ်ပါစေနဲ့ဆိုပြီးကိုဒုက္ခကို မပြောဖြစ်ပဲသူတိတ်ထားလာတတ်တယ်။စိတ်ခံစားတတ်တယ်ဆိုတာတဲ့ခံနိုင်ရှိလာတဲ့သဘောပါပဲ။တကယ်တော့တည်ငြိမ်ရင်ကျက်သူတွေရဲ့စိတ်နေသဘောထားဆိုတာကိုအတွက်နဲ့သူတပါအခက်မဖြစ်စေချင်တာကိုအခက်ကြောင့်သူတပါအနှောက်အယှက်မဖြစ်စေချင်တာဒါမျိုးလေးတွေကအစသူတပါအတွက်ငဲ့ွက်တတ်တဲ့ သဘောလေးတွေရှိနေတာမျိုးပါ လူဟာငဲကွက်တတ်တဲ့စိတ်နဲ့ထဲတွက်တတ်တဲ့စိတ်ကိုချင်းစာတတ်တဲ့စိတ်နဲ့ယိုယွင်းဖာတတ်တဲ့စိတ်လေးတွေ ရှိနေရင်ကိုပဲအတော်လေးသူတော်ကောင်းဆင်နေပါပြီအတကြီးတဲ့စိတ်ဟာပူလောင်မှုကိုလည်းကြီးစေတတ်တာတော့အသေးချပါပဲဒါကြောင့်ကိုယ့်အတွက်နဲ့ဘသူဘသူကိုမှဝန်တော့ဝန်ဖို့မဖြစ်စေနဲ့အတိအတွက်လည်းအတိမချော်နဲ့ အချက်အတွက်လည်းတတိမချော်နဲ့အယိုးပေါ်မှာပဲအတိတတိထတ်တူညှိနိုင်အောင်စူးစမ်းကြဖို့ပဲဖြစ်ပါတယ်။ကိုရှိမှသူများမကောင်းချောင်းပြောနေတဲ့သူဟာ क्वे ရမှာလေကိုမကောင်းချောင်းပြောနေဖြစ်မှာအမှန်ပါပဲ။ကိုရှိမှကိုကောင်းချောင်းပြောနေတဲ့သူဟာသူရှိကြတော့လေကိုမကောင်းချောင်းပြောနေနိုင်တာပါပဲ။ရှိတဲ့မျိုး क्वे ရတဲ့မျိုးအမျိုးမျိုးပြောင်းလဲတတ်တာလူသက်သွားပါပဲ။ကိုရှိမှ ကိုကောင်ချောင်းပြောလို့လေအများကြီးကျင်နေနေဖို့မလိုတလို့ကိုကွယ်ရမှာကိုမကောင်ချောင်းပြောနေလို့လေသိခံစားနေဖို့မရှိဘူးသူပြောချင်တယ်လို့ပြောနေတဲ့အပေါ်မှာကိုကလိုက်ခံစားနေမယ်ဆိုရင် သူများပါစက်မှာကိုဘွားကမျောနေတယ်လို့ဖြစ်နေမှာပေါ့ပြောချင်ရပြောနေတာက သူတို့အကြောင်းကိုကောင်းအောင်လို့ဖို့ကကိုကိစ္စလူပါစက်ဆိုတာဘာမှစိတ်ချလို့ရတာမဟုတ်အေးအပြက်တော့မခံနဲ့ပေါ့အဓိကကတော့သူတို့ပြောတယ်လို့ ကိုလိုက်ဖြစ်နေဖို့မလိုဘူးအကောင်ပြောခံရလို့လေစိတ်ကြီးမဝင်နဲ့ကိုနဲ့အဆင်ပြေနေတော့မှပြောတာလို့သဘောထားမကောင်းပြောခံရလို့လေစိတ်အားမငယ်နဲ့အဆင်မပြေတဲ့တနေ့ဒီလိုအပြောတွေနဲ့တွေ့နေရမှာပဲကိုကိုရမှာဒီထက်တောင်ပြောနေမယ်ဆိုတာတတိပြုဘာမှမှုစရာမရှိဘူးအားလုံးကအတုတွေကြီးပဲဆိုတာမမိပါနဲ့ဘာပဲဖြစ်ဖြစ်လက်ခံလိုက်ပါလိုက်မခံစားပါနဲ့ ဖြည့်တွေးကြည့်ပါဖြည့်တွေးကြည့်ပါဟုတ်တယ်ဖြည့်တွေးတတ်မယ်ဆိုရင်တခါတလေ ကိုယ့်ရန်သူကကိုယ့်ပါရမီဖြည့်ပဲပဲသူကြောင့်ကိုယ်မှာတတိတွေပို့ထားနေရတယ်ကိုယ့်ကိုမကြိုက်တဲ့သူ ကိုယ့်ကိုမလိုလားတဲ့သူ ကိုယ့်ကိုမုန်းတဲ့သူတွေရှိနေတော့ကိုယ်ကပို့ပြီးအမှားနဲ့အောင်စူးစမ်းနေဖြစ်တယ်ကိုယ့်ကိုဝိုင်းမြောက်နေသူတွေချီးတုနေသူတွေကြားမှာ ကိုယ့်ကိုမလိုလားသူတွေကလည်းကိုယ့်အတွက်ပါရမီဖြည့်ပြီပဲမဟုတ်လားဒီဝရတ်တို့ မာနတုဟာဗုဒ္ဓဘုရားအတွက်အနောက်ဆက်တွေ့ပြီလို့အများကမြင်ကြတယ်။မြတ်ဗုဒ္ဓကတော့သူတို့ဟာခြေတုရှိတဲ့သူတွေလို့မြင်တယ်။သူတို့လိုနောက်ဆက်တဲ့သူတွေကြောင့်ပဲဘုရားရှင်ရဲ့ပါရမီတွေကပို့ပြီးပြည့်စုံအောင်မြင်တောက်ပသွားတာဖြစ်တဲ့အတွက်တပတ်ကကြည့်ရင်သူတို့ဟာလည်းပါရမီဖြည့်ပတ်တွေပါပဲ။ဆိုလိုတာကဘဝမှာဖြည့်တွေ့တဲ့ရင်ဖြည့်တွေ့နိုင်ရင်အလုံးဟာကျေးဇူးတင်စရာတွေကြီးပါပဲ။ ကိုကိုချစ်တဲ့သူတွေကြောင့်လည်းကြည်နေရတယ်၊ယေရှုတင်ရတယ်၊ကိုကိုမုန်းတဲ့သူတွေကြောင့်လည်းကိုကပိုတတိထားရတယ်၊ပိုစူးစမ်းရတယ်၊ပိုတီးခံရတယ်၊မုန်းသူတွေဟာလည်းယေရှုတင်စေရပါပဲ။အရေးအတွက်ပြည့်အောင်ဝင်ပါပေးခွင့်ရနေတာကလည်းယေရှုတင်စေရပါ။ညီငယ်တယောက်ကလျှောက်တယ်၊ဖုံဖုံဖေရတရားပွဲတစ်ပွဲကဓမ္မကတိကဆရာတော်တစ်ပါးပြက်လို့တပည့်တော်တို့ကိုအစားထိုးပေးပါတယ်ဖေရ။ ကျင်းပရဲ့အဖွဲ့ကတပည့်တော်ကို အစာထိုးပင်ဖို့လျှောက်တာနဲ့ဝမ်းသာစွာလက်ခံလိုက်ပါတယ်ဖရာတဲ့အေးအေးကောင်းတာပေါ့ညီအဲ့ဒီလို အစာထိုးဖို့ညီတော်ကိုတတိရရတယ်ဆိုတာကိုကကျေးဇူးတင်စရာပဲလောကမှာအိမ်ဖြည့်ဖို့ပုတ်ဖြည့်ဖို့တော့အစင်းစားမခံရတဲ့သူတွေအများကြီးပဲမဟုတ်လားလို့ပြန်ပြောဖြစ်တယ်ဟုတ်တယ်လောကမှာတချို့ဆိုအခက်အခဲဖြစ်လို့လိုအပ်လို့အားဖြည့်အစာထိုးဖို့တော့စည်ရင်မဝင်သူတွေအများကြီးပါပဲ ်လိုအပ်တဲ့အချိန်ကိုကိုတတိယရတယ်ဆိုတာကိုကသူတို့ကိုကိုလိုအပ်သေးတယ်ဆိုတဲ့သဘောပဲမဟုတ်လားအိမ်ပြေးဖို့တော့အစင်စားမခံရတဲ့သူတွေကြားမှာအပြည့်ခံပေါ်ဝါလေးဟာလေဖြည့်စီရာတစ်ခုပါပဲဦးစားပေးစင်းထဲမှာကိုမပါပေမယ့်အားဖြည့်စင်းထဲမှာထည့်ပေးထားတာလေလက်ခံရမှာပဲကိုမဦးစားပေးအစဉ်ကိုမရောက်သေးလို့ပဲစင်ကြင်ပြီးစ조사လိုက်ဖို့ပေါ့ပေးဆက်မှုမရှိပဲအကျိုးတရားမှုကောင်းဖို့ဆိုတာမဖြစ်နိုင်ပါဘူး ကိုကအရင်ပေးဆက်ဖို့ပဲလုပ်ပါအချိန်တန်ရင်ကိုက မလိုက်ရပဲသူတို့ဘက်ကကိုနာကို လိုက်လာမှအသေးချပါပဲအားဖြစ်ခွင့်ရနေတာဟာလေအင်အားတစ်ခုပါပဲဘသူဘသူကိုမှအာဃာတတွင်နဲ့မုံမနေကြနဲ့မုံတဲ့သူကရှုံးတာပဲအမုံတရားကြောင့်ဖြစ်ရတဲ့ခံစားမှုဟာတစ်ဖက်သူတော့ဘလို့နေမယ်မသိဘူးမုံနေတဲ့သူရဲ့ရှင်ထဲမှာပူလောင်စွာ ခံစားနေရမှာကတော့အသေးချပါပဲ ိုမုံတဲ့သူနဲ့ပတ်သက်တာတွေကိုကိုစိတ်ထဲမှာခဏခဏပေါ်ခဏခဏမြင်ခဏခဏကြားနေတတ်ပြီးပေါ်တိုင်းမြင်တိုင်းကြားတိုင်းကံစားနေရတာလေကိုပဲဖြစ်နေမှာမဟုတ်လားမုံတဲ့သူနဲ့ပတ်သက်တာတွေအပေါ်ကိုစိတ်ကလိုက်ပြီးခံစားနေမိတာဟာလေတန်ရောစင်တရားပဲလေတန်ရောစင်ဆိုတာချီနောင်ထားတဲ့သဘောပဲဖြစ်တဲ့အတွက်သူ့အပေါ် ိတ်မုံးလေလေကိုစိတ်ကို အမုံတရားနဲ့ချီနောင်မိလေလေအမုံတွေများလေလေပူလောင်မှုတွေများလေလေပါပဲတကယ်တော့ကိုရွေးချယ်မှုဟာကိုဘဝတက်ရောက်မှုပါပဲမုံးခြင်းတလောက်မုံးမှာမုံမီတလောက်ခံစားနေရမယ်ဆိုတာမမိပါနဲ့တိုက်တယ်လို့မကြေနပ်ခွင့်ရှိရဲ့ဒါပေမဲ့မကြေမနဲ့ဖြစ်နေတဲ့များကြေနပ်မှုတော့ရမှာမဟုတ်ဘူးဒါကြောင့်မပြောနိုင်ရင်တောင်မှ အမုံးတွေမໄຂပါစေနဲ့ ချိန်နဲ့ချိန်ရင်နေတဲ့အောင်ပြင်လိုက်ပါ ကိုမုံနေတဲ့မြတ်ကိုအရှုံးနေရနေရဆိုတာမမေ့ကြပါနဲ့လူလောကက ကိုကိုမထုမတန်ဆက်ဆံခံရတဲ့အခါသူကြတော့ကောင်းကောင်းမွန်မွန်ဆက်ဆံနေငါကြတော့အေးတယူမလုပ်ဘူးဆိုပြီးစိတ်ထဲမှာမကြည်မနဲ့ဖြစ်တတ်တယ်ဖြစ်မနေပါနဲ့သူ့လို ကိုမဖြစ်သေးလို့ပဲလို့သဘောထားပြီးကိုကိုကိုပဲပြင်နိုင်အောင်စူးစမ်းရမယ် ကုန်ရှိမှမြင်နေဆိုတဲ့လောကတဘာဝအတိုင်းရှားတူးပါဝါရှိတဲ့သူဥစ္စာတနာရှိတဲ့သူတွေဟာတာမန်သူတွေထက်တော့ထူးထူးခြားခြားကွက်ကွဲပြန်ပြဆက်ဆံခံရတာတွေတော့ရှိမှာပေါ့ဒါဟာလေသူတို့ရဲ့အထိတ်ကံပစ္စုပန်ကံအကြောင်းတရားတွေကြောင့်ပဲလေသူနဲ့ကိုယ်နဲ့ကံအကျိုးပေးမတူတဲ့အပေါ်မှာသူကြတော့တစ်မျိုးငါကြတော့တစ်မျိုးဆိုပြီးလိုက်ခံစားနေလို့တော့ဘယ်ဖြစ်မလဲပေါ့ခံစားနေရင်ခံစားတဲ့သူပဲပင်မှန်းမှာပေါ့ လူတော့လူပဲကံမတူတဲ့သူတွေဖြစ်နေတဲ့အတွက်ကြောင့်ခွဲပြားမှုခွဲခြားမှုကတော့ရှိနေမှာပဲလေကံကိုမရှင်နဲ့ကံကိုပြင်ပါကံရှင်ရင်မန်ဝင်တတ်တယ်သူကံကိုလိုက်ရှင်ရင်ကိုယ်မန်တွေပါလိုက်ဝင်နေတတ်တယ်မန်ဝင်ရင်တော့ကံပြင်ဖို့လည်းခက်ပေမှာပေါ့မတူညီတဲ့အကျိုးပေးတွေကြမှာ အဆိုးလေးတွေလွယ်မထားနဲ့ကိုလိုသေးလိုပဲလို့သဘောထားမနောအားကောင်းအောင်ကြိုးစားလိုက်ပါ တိတ်ချင်ပြီးတော့လဲချစ်မိတဲ့ကိုကပဲခံစားရတယ်တိတ်မုံမိပြန်တော့လဲမုံမိတဲ့ကိုကပဲခံစားရတယ်နောက်ဆုံးတော့ကိုရဲ့စိတ်ခံစားမှုကပဲကိုကိုပြန်ပြီးပူလောင်စေတော့တာပဲလေပူလောင်မှုဆိုတာခြိနှောင်မှုကြောင့်ပဲဖြစ်ရတယ်ဆိုတော့ပို့ပြီးခြိနှောင်မိလေပို့ပြီးခံစားရလေဖြစ်နေမှာအမှန်ပဲ အချက်နဲ့ခြေနောက်မှုကအစကတော့ပျော်ရွှင်မှုလို့ထင်ရပေမဲ့ခက်တင်းတင်းခြေနောက်မိတဲ့အခါခက်ပြင်းပြင်းခံစားမှုကို ဖြစ်စေတတ်တယ်လို့အမုံနဲ့ခြေနောက်မှုဟာလေမြန်မြန်မုံလေမြန်မြန်ပူလောင်မှုကိုဖြစ်စေလေပဲမဟုတ်လားတတိမပါတဲ့အချက်ဟာအဖြစ်တွေကို ပိုဖြစ်စေတယ်လို့စင်တာဂတိလို့ခေါ်တဲ့ချစ်လို့ပလိုက်တာမျိုးလေဖြစ်စေတတ်တယ်ဒီလိုပဲတတိမကတ်တဲ့အမုံဟာလေအရှုံးတွေကို ပို့ဖြစ်စေသလိုဒေါသဂတိလို့ခေါ်တဲ့ မုံလို့ပက်လိုက်တာတွေပါဖြစ်စီတတ်တယ်။ဒါကြောင့်တင်ဟောစင်မကင်းသေးတဲ့ဘဝမှာချက်တာမုံနာတွေလည်းရှိနေကြမှာဖြစ်တဲ့အတွက်အချင်းအမုံကြာခြိနာမှုတွေနဲ့ပူလောင်မှုတွေမများဖို့တော့တတိလေးနဲ့ချက်တတိလေးနဲ့မုံအပြစ်အရှုံးမဖြစ်အောင်လေစ조사ရမှာပဲလေစီးစိမ်ဥစ္စာချမ်းသာပြီမဲ့တရားမချမ်းသာရင်ဘဝမချမ်းသာဘူးญาတုပါวะမြင့်နေပြီမဲ့တရားမမြင့်သေးရင်ဘဝမတည်ဘူး လောကကုန်တရအထက်ထက်ရှိနေပေမယ့်တရားအမှတ်မရှိရင်ဘဝအမြတ်မရှိဘူး။ဟုတ်တယ်။ဘဝမှာလူတွေအတွက်ငွေရယ်၊ကုန်ရယ်၊ရာထူးရယ်ဆိုတာသဲချေကြိုက်ပါပဲ။ဒီရာတွေရှိရင်ကောင်းပေမယ့်စိတ်ချမ်းသာမှုနဲ့ဘဝလွတ်မြောက်မှုကိုတော့လုံးမပေးနိုင်ဘူး။ငွေထုတ်ပိုင်ပြီး net ပြည့်တက်သွားလို့မရသေးတယ်လို့အပေမသွားဖို့လည်းမတားနိုင်ဘူး။ရာထူးဆိုတာလေအတိတတိမရှိရင်ရာထူးဟာယူရပါပဲ။ လောကကုံထရတီဆိုတာကတော့ပညာတက်တွေဖြစ်တဲ့အတွက်တိလတမာတိပညာကုံလောက်ဘယ်ကုံမှမမြတ်ဘူးမဟုတ်လားအဓိကကတော့တတင်ကအရှိတရားတွေအပေါ်မှာတတိတရားတွေမချော်ဖို့ပါပဲတတင်ကအရှိတရားတွေအောက်မှန်မမောက်ဖို့ပါပဲတတင်ကအရှိတရားတွေကြာတရားအတိမရှားဖို့ပါပဲဘာတွေဘလောက်ပဲရှိရှိတရားရှိမှချမ်းသာမယ်ဘာတွေဘလောက်ပဲတိတိတရားတိမှချမ်းသာမယ် ဘာတွေဘလောက်ပဲမြင့်မြင့်တရားမြင့်မှဘဝမြင့်မယ်ဘဝမှာနေတတ်ထိုင်တတ်ဖို့လည်းသိရေးကြီးတယ်မနေတတ်ရင်အသေးမမြတ်ဘူးဗုဒ္ဓဘာသာဝင်တွေအတွက်ဗုဒ္ဓအလိုကျဘဝနေနည်းနဲ့နေနိုင်အကောင်ဆုံးပဲဘုရားရှင်ကိုယ်တိုင်ကဘဝနေနည်း၃မျိုးကိုလဲညွန့်ပေးတယ်တအပြည့်ကင်းအောင်နေရမယ်နှစ်အကျိုးရှိအောင်နေရမယ်၃စိတ်ချမ်းသာအောင်နေရမယ်တဲ့ အပြစ်ကင်းအောင်နေဖို့ဆိုရင် အကုတ္တကိုရှောင်ရမယ်တဲ့အကုတ္တရဲ့သဘောကိုကအပြစ်နဲ့တကွာအဖြစ်ချင်းမကောင်းတဲ့အကျိုးကို ပေးခြင်းလက္ခဏာရှိတာဖြစ်တဲ့အတွက်အကုတ္တတွေလုံမိနေရင်အပြစ်တွေရှိနေမှာဖြစ်ပြီးအပြစ်ကင်းခြင်းရင်အရင်ဆုံးအကုတ္တမဖြစ်အောင်နေတတ်ဖို့ပဲအကျိုးရှိအောင်နေဖို့ဆိုရင်ကုတ္တရအောင်နေရမယ်တဲ့ပစ္စည်းဥစ္စာတွေဘလောက်ရှိရှိ ကုတ္တမရှိရင်ဘဝအတွက် အကျိုးမရှိဘူးကုတ္တမရတဲ့ ဘဝရာထူဂုံပကတနာတွေဆိုတာဘလောက်ပဲမြင်မြင်ဘဝမတင်ဘူးစီဝါရှာရင်ကုတုရှာနိုင်မှဘဝဟာပို့ပြီးအကျိုးတာလေစိတ်ချမ်းသာအောင်နေဖို့ဆိုရင်ကိလေသာမဖြစ်အောင်နေရမယ်တဲ့ကိလေသာဆိုတဲ့စိတ်ကိုညှိညူးစေတဲ့ညှဉ်းနှံစေတတ်တဲ့သဘောရှိတယ်လောဘရှိတဲ့စိတ်ဟာညစ်တဲ့စိတ်ဒေါသရှိတဲ့စိတ်ဟာညစ်တဲ့စိတ် မောဟမာနစတာတွေရှိနေတဲ့စိတ်ဟာညစ်နေတဲ့စိတ်မသက်ရှင်တဲ့စိတ်ပဲစိတ်မညစ်ချင်ရင်ကိလေသာအဖြစ်မခံပါနဲ့ကိလေသာမဖြစ်ဖို့ဆိုရင်တတိရှိရမယ်တတိရှိနေတဲ့စိတ်ဟာအညစ်ကြေကင်းပြီးတန်ရှင်းနေတဲ့စိတ်ပဲစိတ်တန့်ပြီးမညစ်တော့ဘူးဆိုရင်ဘမပဲနေနေစိတ်ချမ်းသာတဲ့ဘဝနေနေပဲ ဖြစ်ပါလိမ့်မယ်အပိုင်း၁၁ကိုဆက်လက်ဆောင်ပြီးနားဆင်ပေးကြပါအောင်ခင်ဗျာ ဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့။ကိုယ်စိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ။